ကြည်ရှာပေးနေတဲ့ပရိသတ်လုံးမင်္ဂလာပါ2025ခုနှစ် March 12ရက်နေ့ဗုဒ္ဓနေ့ဖြစ်တယ်။တနေ့တာလက်နေရက်ကတောင်ရက်စတ္တရာရက်ကအရှိရက်ရံပေါ်ရာရက်ကမြောင်ရက်ဖြစ်တယ်။မူလဆန်းရှင်တဲ့ကတ္တမဟာကလက်ကဖြစ်တယ်။ဇာတာပတိတို့က ပြိတ္တရာဒီမှာတည်ရှိတယ်။မေတ္တရာဒီမှာအင်္ဂါကျူတည်ရှိပြီးတော့ဒီနေ့တင်းနေလာကျူသင်ရာဒီကိုကုပြောင်းတည်ရှိတဲ့နေ့တင်းလာကျူပြောင်းနေ့ကံရာဒီမှာကိတ်ကျူကောင်းရာဒီမှာတင်းငွေကျူနဲ့စနေကျူမေရာဒီမှာ တောက်ကြကြိုနောက်ပြန်သွားနေပြီးတော့ပုံထုကြိုနဲ့ရာဟုကြိုတို့ကလည်းမေယာဒီမှာတည်ရှိတယ်မိတ္တရာဒီဘွားတွေမှာကောင်းသောကံတိုးတက်မှုနဲ့စင်ပြေမှုရှိမယ်ရှင်ရထားသည့်များကိုရှေ့တွန်းလို့သလားအောင်မြင်မယ်တိတ္တရာဒီဘွားတွေမှာရှင်ပြေမှုမှမြောင်မြင်မှုနဲ့စီဝါကံတိုးတက်မှုရှိမယ်အခက်အခဲဖြစ်ရှင်းတယ်ပဲလှုပ်ရှားလှုပ်ရှားလုံမြောက်ကံကောင်းခြင်းကြောင့်ပဲ မေထုံရာဒီပွားတွေမှာရပဲခွင့်တွေပြန်ရမယ်ခက်ခဲတဲ့ကိစ္စတွေဖြေရှင်းနိုင်မယ်ဘဝတွတ်တက်မယ်ရရစင်ပြေမယ်ကရကရာဒီပွားတွေမှာဝိသေကံလုံငန်းကံစီဝကံထူးထွတ်တက်မယ်ဘဝအခြေအနေမြင်မှမယ်အလိုဆန္ဒပြည့်စုံခြင်းနဲ့တွတ်တက်ခြင်းရှိတယ်တရားဒီပွားတွေအတွက်အထူးကောင်းသောကံနဲ့တွတ်တက်တဲ့ကံတွေပေါ်မယ်ခက်ခဲတဲ့ကိစ္စလုံးကိုဖြေရှင်းနိုင်တယ်သူမျိုးခွဲချိုးပေးမယ် ကံရာဒီဘွားတွေမှာထူးခြားတဲ့အောင်မြင်မှုနဲ့တိုးတက်မှုကံဆင်းဆင်းဖြစ်ပေါ်တယ်။ဝေကြီးကိစ္စလုံငန်းကိစ္စဆုံးဖြတ်ချက်ချလို့ကြိုးပင်းမယ်။တူရာဒီဘွားတွေအတွက်အလုံးစုံကံကောင်းခြင်းရင်မှတ်ချက် အောင်မြင်ခြင်းနဲ့ဘဝတိုးတက်ခြင်းနဲ့ဆက်တိုက်ရရှိပြီးတော့တူရာပြည့်စုံမယ်။ဒိဋ္ဌာရာဒီဘွားတွေမှာဥတည်ချက်မှန်မယ်။မေကောင်းစွေကောင်းထောက်ပြုရမယ်။စုပေါင်းလုံငန်းကြိုးပင်းမယ်။ အမျိုးသမီးမိတ်ဆွေတူတာကုညီရမယ်စမ်းပွက်မယ်ဓနုရာသီဘွားတွေမှာမှန်းတဲ့လက်တွေကွာပဲရံနဲ့ရှင်ပြီးလောက်ရမယ်အင်္ဂါနေ့ဗုဒ္ဓနေ့ဝိသုများကြောင့်စေနာရှင်ဖြစ်မယ်မကာရရာသီဘွားတွေမှာဝိကျေပေယူကိစ္စတည်ထားမယ်အငင်းဘွားနဲ့တဲ့အလောတကြီးပစ္စည်းတွေဝင်တဲ့ရောင်းမဝယ်မှဖြစ်တတ်တယ်ဒီနေ့ရာသီနဲ့ထိန်းတော့ရမယ်ကိုရာသီဘွားတွေမှာဆုံးဖြတ်ချက်မှန်မယ် လုပ်တဲ့ကိစ္စပတ်များချိုးပြမယ်ခက်ခဲအောင်ကြုံလာနိုင်နေမယ်။မေယာဒီဘွားတွေမှာရှင်ပြန်မှုအောင်မြင်မယ်။အလုပ်ဘဝတိုးတက်မယ်။လူရဆက်ကပြည့်စုံခြင်းနဲ့အောင်မြင်ခြင်းကိုဖန်တီးနိုင်တဲ့နေထားကောင်းကိုကြုံလိမ့်မယ်။တနေ့တာချိုးပြရောင်းလာတော့အပြာရောင်ပန်းရောင်နှုတ်နေအောင်လို့ဖြစ်ပါလေ။အိမ်ကထွက်လက်ဝါးတစ်ဖက်မွေးလာတာပြည့်ပြန်လက်ဖုတ်သုံးချက်တီးပြီးမှထွက်တာတနေ့တာကိစ္စများဆောင်ရွက်ပါ။အောင်မြင်သွားပါမယ်။ကျေးဇူးတင်ပါတယ်။